ားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာဒီလူညရေးသားတဲ့ဒီချစ်ချင်းမှာ ကျွန်တော်မှကြောင်းအလန်ထူခဲ့ပါတယ်မတ္တစာဆိုတဲ့အစေးလေးတစ်ပုဒ်ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ရှင်။အခန်းတည်းကျွန်တော်ဟာမကြာခဏဆိုသလို နေရာဟောင်းလေးကို ရောက်ဖြစ်ပါတယ်မတ္တစာ။အရင်လိုပေါ့ပေါ့တန်တန်မဟုတ်ပေမဲ့အရင်လိုတိတ်ရွက်ကြွေးလေးတွေကို လိုက်ကောက်ရင်အရင်ကအကြောင်းတွေတွေးပြခဲ့ပါတယ်။ တည့်ရွက်လေးတည့်ရွက်ကြွေတာနဲ့အလစ်ခိုးနှမ်းခဲ့ဘူးတဲ့မတ်တစ္ဆာပါမြင်ထက်ကတနခါနဲ့လေးတွေဟာကျွန်တော်အတွေ့တဲ့တင်းပြန့်ကျိုင်းလိုက်လို့အချိန်တွေကြာခဲ့ပြီးမှဒီတနခါနဲ့လေးဟာဘာကြောင့်များဒီလောက်ထိမွေးပြန့်နေရတာလဲအဲ့ဒါလိုမျိုးခံစားမှုကိုရောကျွန်တော်ဟာဘာကြောင့်များခိုးမှတွေ့မိရတာလဲအခန်းနှင်းဘယ်တက်နိုင်မှမလဲမတ်တစ္ဆာ ချစ်တယ်လွမ်းတယ်ဆိုတာတားမရစီးမရတဇုတ်တို့ဆန်တတ်တာမျိုး မဟုတ်လားနီးနေတော့ကမတွေ့ခဲ့တဲ့အရာတွေဟာတကယ်လေဝေရောဘယ်နေရာကြည့်ကြည့်ဖွေးဖွေးကိုလှုပ်လို့ပါပဲဗျာဘယ်ခလုံးနှိမ့်နှိမ့်အလွမ်းကလွဲလို့ဘာမှမပေါ်တော့တယ်မေလာရဲ့နေ့ရက်တွေပေါ်လူဆိုတာကလည်းခတ်ပါတယ်မတ်တစ္ဆာရဲ့ ကိုယ်လက်ထဲရှိနေတဲ့အရာတွေကို အချိန်မီတန်ဖိုးထားဖို့ဆိုရင်ဘယ်တော့မှ အသင့်ဖြစ်ကြတာမျိုးမဟုတ်ဘူးလွတ်ကျသွားမှချစ်ချင်းမြတ်တာဟာငိုကြီးချမ်းမနဲ့မပြီးနိုင်မစီးနိုင်ဖြစ်ကြတာမျိုးလေတချို့အရာတွေကလွဲပါတယ်တချို့အရာတွေက ထိုးထက်ပိုပြီးလွဲပါတယ်သုံးမိသားတ िश ူတရွက်ကိုတွေးတဲ့မျောင်းနဲ့လွှင့်ပြတာထက်တောင်ပိုပြီးလွဲကူခဲ့ပါတယ် ကျွန်တော်ဟာအချစ်ကိုအဲ့ဒါလိုလွယ်ကူခဲ့တယ်လို့စိတ်ကြီးဝင်ခဲ့မိတယ်။အဲ့ဒီစိတ်နဲ့ပဲမတ္တစာပေါ်အနိုင်ယူမှုတွေတိုးတိုးလာခဲ့တယ်။အခန်း၃ကျွန်တော်မှားသွားတယ်မတ္တစာကျွန်တော်ဟာ သွေးနှထင်ရောက်အောင်မှားခဲ့ပါတယ်မတ္တစာလက်ရောနိုင်မှုဆိုတာချစ်တဲ့သူတွေမှသာတွေ့ရနိုင်တာမျိုးမှန် ကျွန်တော်နားလည်ခဲ့ပါပြီ။ဒါပေမဲ့ပြန်ထွက်သွားတဲ့ငှက်ကလေးပြန်လာကိုစောင်းနေရတဲ့လောင်ကျိုင်းတစ်ခုလိုမျိုးဘဝမှာနောင်တနဲ့အလွမ်းကိုကျွန်တော်ကောင်းကောင်းကြီးခံစားတတ်ခဲ့ပါပြီမသစ္စာ။ငငယ်ကတောင်းခဲ့ဘူးတဲ့ထမင်းစီစံရွှေလင်းမန်းကိုဘယ်ချိန်များဖိုးလာမင်းကြီးစီကရလိန်နုံနုံမျောလင့်မှုမျိုးပေါ်အခန်းလေး ိုမိုက်ပြင်းတဲ့ကိုပေါ်မတ်တဲ့ရှာလိုအပ်တဲ့အခါကျွန်တော်မှတိုင်ပင်မော်ဆိုလို့ခမည်းနမေသာခေါ်ခွင့်ရှိတော့တာမဟုတ်လားဘယ်ကန်းကဲရမှန်းမသိတဲ့တိမ်တွေလို့ကျွန်တော်မှသွေးယူသွေးတယ်တခုခုဆိုကျွန်တော်မှအထက်ထက်ခါကတွေ့ဝေနေရတာနဲ့နေဝင်ချိန်နဲ့ပဲတိုးနေရတယ်တိမ်ရောင်တွေတောက်ပင်မဲ့ ကျွန်တော်ကအိမ်ပြန်ချိန်ပြောက်နေတယ်။အလေအလွင့်တယောက်လို့ကြာလာတော့လွမ်းရတဲ့အခါအချိန်တွေကိုဂယုစိုက်တက်လာခဲ့တယ်။အသေးဖွဲလေးကအစခမည်းနာမည်ကိုအရင်ခေါ်မိတက်လာတယ်။ point နေကြစီအထုပ်တွေ့တဲ့အခါလက်ကအလိုလိုယူမိရတာဖြစ်လာခဲ့တယ်။အခန်းကဘယ်တက်နိုင်မှမလဲမသိစာအခုချိန်မှာတော့ ကိုတက်နိုင်တာနဲ့ပဲခမရရဲ့ချစ်ချင်းကိုဥညွတ်ရတော့မှာပေါ့ဟိုးအရင်ကလို ခမရဘေးမှာထိုင်ပြီးဆဲဆူခဲ့ဘူးတဲ့ကောင်းငင်ကြီးကိုခုတော့ကျွန်တော်မှာစိတ်လိုလက်ရလွမ်းစိတ်နဲ့ထိုင်ကြည့်မိတက်လာတယ်မသစ်စာအခန်းချောက်ဘဝမှာတချို့သောနောက်ကျမှုတွေက စီးဆင်းသွားတဲ့မြည်ရီလိုပါပဲမသစ်စာ နှခါပြန်မရနိုင်တော့ပင်မဲမြစ်ကတော့ရှိနေတာမျိုးပေါ့အချိန်တန်တော့လေသူ့လိုလိုနေသားကြသွားမှာပါဆိုတဲ့အတွေ့ကျွန်တော်မတွေးရတော့ဘူးတကယ်ပါမသစ္စာကျွန်တော်ကြောက်တတ်ခဲ့ပါခမားကိုလွမ်းတဲ့စိတ်မှာကျွန်တော်ဟာအမောင်ကြောက်တဲ့ကလေးတယောက်လိုတကယ်တော့ကျွန်တော်အတွက်မနှက်ပြန်ဆိုတာကလေအတိတ်နဲ့ဖွင့်မှာ လဲမဲ့နက်နက်ခင်းတွေပါမတစ်စာငယ်ရုံမပြောက်တဲ့လူတယောက်လိုမျိုးပေါ့ကျွန်တော်ယုံယုံကြည်ကြည်လက်ခံခဲ့ရပါပြီချစ်ချင်းကိုတမ်းမြောက်ခဲ့တဲ့နှလုံးသားမှာအလွမ်းသင့်ပြီဆိုအ ਨੇ ဆုံးတော့မျက်ရည်ဝဲတက်တယ်ဆိုတာကျွန်တော်ချွင်းချက်မရှိလက်ခံခဲ့ပါပြီမတစ်စာတချို့အရာတွေက ကိုတွေ့ကြုံမှသိရတာမဟုတ်လားဘလောက်ပြောပြော နားဝင်တတ်တာမျိုးမဟုတ်ဘူးအခန်းခွနဲ့တကယ်တော့ဘယ်အရာမဆိုကျွန်တော်အတွက်ကနောက်ကျောင်းပြန်ရုံပဲရှိတော့တာပါမတ်တစ္ဆာအဲ့ဒီတုန်းကຫນွေနေပူပူတယ်ခမည်းတီအောင်ကျွန်တော်ခိုးဝင်ခဲ့တယ်လေကျွန်တော်နောက်ကဆိုင်ကယ်လိုက်စီတိုင်းခါဖတ်ဖို့ညင်းတတ်တဲ့ခမည်းကိုလီပါပြင်းပြင်းဆွဲပြီးခါဖတ်လာအောင်ကျွန်တော်ညံများခဲ့တယ်လေ အဲ့ဒီတော့ငါတွေးဆောင်ချိန်တိုင်းအမဲနောက်ကျတတ်တယ်ကျွန်တော်ကတခါပဲနောက်ကျဘူးတဲ့ခမ ्या ကိုစိတ်တူပြီးလမ်းသွားလမ်းလာခြားတိတ်တယောက်ကို မစီမဆိုင်သွားထိုးလို့ရုံရောက်ခက်ရောက်ဖြစ်ခဲ့ရတယ်လေထီးဆောင်လေးမရှိတဲ့ကျွန်တော်တွင်ခမ ्या စိတ်ပူရတဲ့မိုးကာလတွေရှိခဲ့တယ်လေကိုရောကဆိုပေမဲ့ပုံမြင်မဟုတ်တဲ့အခါ အဆုံးသက်ဟာပျော်ရွှင်စရာ ဖြစ်မလာတော့ဘူးလေကျွန်တော်တို့နှစ်ယောက်ကြားလမ်းတွေကဝေလွန်းခဲ့ပေမဲ့အလွမ်းနဲ့တွက်မယ်ဆိုရင်တော့ခမားရှူထုတ်လိုက်တဲ့အသက်ရှူတဲ့တွေကိုကျွန်တော်နှလုံးသားကကြားနိုင်ပါသေးတယ်မတ်တစ္စာဒါဟာယုံနှန်းစကားမဟုတ်ဘူးနောက်ကျခဲ့ပြီ ဖြစ်တယ်တိန်တွေရဲ့အုံဆိုင်မှုတွေပါ မိုးအဖြစ်ရွာသွန်းခဲ့ပေမဲ့စမ်းကြောင်းတွေစီရောက်ခွင့်မရှိတော့တဲ့စီးစင်းမှုလိုမျိုးပေါ့ဒါပေမဲ့တကယ်တော့ဒါရီယာခမ ्या ကိုတကယ်ချစ်မိခဲ့တာပါဆိုတဲ့တက်သေးတွေပါပဲမတ်တစ္ဆာတန်တရာအဆက်ဆက်လက်ဝဲပဲပြလိုက်တယ်မပြောင်မပြတ်ရေးထွင်းထားတယ်ရေရဲ့ကြောက်စာတစ်ချက်ပေါ့ဘယ်ချင်းထုတ်ကြည့်ထုတ်ကြည့် စိတ်စိတ်လန့်လန့်ရှိနေကြမှာပါအခန်းရှိချစ်လစွာသောမတ်တစ္စာကျွန်တော်အဖြစ်ကပျော်ရှင်သူတယောက်ရဲ့ညနေခင်းနဲ့ပိတ်မိနေတဲ့ secret ငွေတွေလိုပါပဲဟန်ချက်မညီတော့ပေမဲ့ရသလောက်တော့အမတ်တရတွေကို ကျွန်တော်ဆယ်ယူထားခဲ့ပါတယ်မတ်တစ္စာဒါကလည်းကိုမိုက်ပြင့်တဲ့ကိုပါပဲ။ ခမ ्या ကိုတဇက်ကလေးမှာဝေမယူရက်ခဲ့ပါအောင်မတစ်စာဘသူကများရဲ့ရဲ့ရောရောနဲ့တုံညာတလုံးကို အသက်သွင်းမှုထီစောင့်နေနိုင်ပါလေအချက်လက်နဲ့တွေ့ရင်တော့မှန်ကောင်းမှန်ပေမယ့်ရင်ခုန်တန်နဲ့တိုက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ချစ်ချင်းမှာနေဝင်ချိန်ကပုတ်ကာတီကစောသွားတာမျိုးပါရပါတယ်မတစ်စား ခန္ဓာရည်ရှိသလားအလွမ်းတံကိုကျွန်တော်အမြင့်ဆုံးလွှင့်တင်ထားမှာပါ။ဘာပဲဖြစ်ဖြစ်ခမည်းနဲ့ပတ်သက်ရင်ကျွန်တော်မှာကိုယ်ခံအားကောင်းမှန်းခုလိုချိန်မှတီးခွင့်ရတာကိုလေကျွန်တော်မှာကျေးဇူးတင်မဆုံးပါပဲဗျာ။အခန်းကိုချစ်ရပါတော့မတ်တစ္စာကျွန်တော်ဟာရခဲ့ဘူးတဲ့ချစ်ချင်းမြတ်တာကို ြန်လဲရှာဖွေဖို့အတိတ်ကိုနှင်းဖြစ်ရွာချနေမိတာပါစောင်းမဟုတ်ပေမဲ့ကျွန်တော်နှလုံးသားမှာတော့နှင်းတွေဖွဖွဲလှုံလှုံတချိန်ချင်းများဆိုတဲ့အတွင်းနဲ့မျောလင်းချက်ကို အလံထူပြီးအလွမ်းတောင်ကုန်းမှာနေရယူထားမိနေတယ်မျောစင်တစ်ခုပေါ်ဘယ်တက်နိုင်မှမလဲဗျာခမည်းချစ်ချင်းမှာ ယေຊုကမ်းခဲ့တဲ့ကောင်းလေးခူတော်ညအမောင်နဲ့ကျဲတွေကိုထိုင်ကြည့်ပြီးခမားเจ้าတွေစိတ်လိုလက်ရ ပြောမိနေတာပေါ့မတ်သစ္စာနားဆင်ပေးသူ အားလုံးကိုယေຊုသူပဲတင်ရှိပါတယ်ရှင်